ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ညနေစည် YouTube Channel မှာပြန်လည်ကြိုဆိုပါရစေဒီကနေ့ညနေစည် YouTube Channel မှာတင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးရတော့စာရေးဆရာလေရင်းသားစောချီရဲ့လွမ်းစေဒီနဲ့စမ်းရည်ကြီးဆိုတဲ့အပိုင်းစက်ဝတ္ထုလေးပဲဖြစ်ပါတယ်ရန်ကြေကြီးတိုင်းပြည်ရေရင်သာတော်ချစ် ပိုင်းဆုံးတောင်ပေါ်မှာအမောင်ရိပ်လွှမ်းလာသည့်အထိအေးဆွေနေခင်မုံတို့ကြောက်တုံးကြီးနှစ်တုံးဤနောက်မှာကြောက်ရွံ့စွာထိုင်နေမိကြဆဲဖြစ်သည်ခင်မုံအကူနှစ်ယောက်ဆိုင်ကယ်နှင့်ပြန်သွားသည်ကိုလည်းမြင်ရသည်နောက်ဆုံးတွင်ဆရာဦးတင်ပင်နှင့်နေမင်းဆိုးတို့အဖွဲ့ပြန်သွားသည်ကိုလည်းတွေ့ရသည်သို့သောကြောက်တုံးနောက်မှာမထားရဲကြား ြန်ကြံအောင်ဆောင်ပြီးခြံနေခဲ့သူကဆောင်ဖမ်းမိကိုစိုးရိမ်နေကြသည်တဖြည်းဖြည်းနှင့်ပို၍မောင်းလာသည်တစ်ပင်များကို လေထိုးတန်ကြားနေသည်ကစိတ်ချောက်ချားเสียအောက်ဘက်တွင်ဝေဘူးချောင်းရှိတော်လဲညာဘက်တွင်ဤတောင်ပေါ်သို့အသွာလာလုံးဝမရှိကြအမောင်တို့ကပို၍တိတ်သေးလာသည်ကြောက်တော့မမဲကြီးကိုသာလှမ်းမြင်ရတော်လဲတရက်ကိုတရက်တဲတဲကွဲကွဲမမြင်ခေပုံကြောက်နေဟန်တူပါသည် ငွေချိုက်တံများကိုအေးဆွေထမ်းမှကြားနေရသည်ခင်မုန်းရှိရာကြောက်တုံးစီသို့အေးဆွေသွားခြင်းသည်သို့တော်ခင်မုန်းကတမျိုးထင်ပါလဲဆိုသည်ငါဘာလုပ်ရမလဲခင်ပုန်းကိုယ်တိုင်ကတော့တိတ်ကြောက်နေရှာသည်ဝမ်းလဲနေသည်မမျော်လင့်သောအခြေအနေဆိုးကို ကြုံတွေ့နေရသည်ထိန်ချုပ်၍မရရှာ၍ရှာ၍ငိုနေမိသည်စိတ်ဆိုးနေသောအကိုနှယောက်ကိုမြင်ရောက်မိသည်ဖေဖေနှင့်မေမေရောငါ့ကိုစိတ်ဆိုးနေကြမလား အမေကိုမြင်အောင်ရင်ရင်ထဲမှာပိုပြီးဝမ်းနေလာသည်အမေရင်မှာမျက်နှာအပ်ပြီးအာပါတရငိုပြေးလိုက်ခြင်းသည်ရှိုက်တံများကထွက်ပေါ်လာပြန်သည်တငယ်ချင်းများကိုတတိယလာသည်သူတို့စာချက်နေကြတော့မည်ကို့လိုအဖြစ်ဆိုးနှင့်ဘသူမြမကြုံကြရအိမ်ကိုလည်းမပြန်ရဲလျင်အိမ်ကိုလည်းမပြန်ရဲပြန်လျင်အကိုနှစ်ယောက်ကတတ်မည်ဖေဖေကရောဖေဖေကိုလည်းကြောက်သည် ဤဖြေမျိုးနှင့်ကြုံရလိမ့်မည်ဟုစိတ်ပင်မကူးမီအမောင်ကြီးတဲတွင်တောင်ပေါ်မှကြောက်တုံးကြီးနောက်မှတယောက်တည်းထိုင်နေရသည်ဘာလို့ရမှန်းမသိဘယ်သွားရမှန်းလည်းမသိအားငယ်လုံးကြီးမျက်ရည်များကအဆက်မပြတ်စီးကြနေသည်ရှိုက်တံများထွက်ပေါ်လာသည်ခေပေါင်းဤရှိုက်တံများကိုကြားနေရ၍အေးဆွေတနာမိသည်သူခမအမောင်ကြီးတဲမှကြောက်နေပြီလားတနာပါတယ်အေးဆွေအားပေးခြင်းစိတ်ဖြစ်မိသည် အဖက်မှလည်းဘာသမ်းမြမကြရတော့ပါတယောက်မြမကြံဒီမှာတေချာသွားပြီပန်ဝန်းကျင်တစ်ခုလုံးမှောင်မဲနေသည်အဖက်တွင်တစ်ပင်မဲမဲခြုံမဲမဲများကိုသာမြင်ရသည်အေးဆွေနေရာမှထား၍ခင်ပုံးရှိရာကြောက်တုံးစီသို့ဖြည်းဖြည်းချင်းသွားရသည်အမောင်ထဲမှာမညီမညာသော ကြောက်တုံးများကိုနင်း၍သွားရသည်ကမလွဲခင်ပုံးရှိရာကြောက်တုံးစီသို့တော်တော်နေမရောက်နိုင် အနာနီလာသောအခါရှိုက်တန်များပို၍ကြားရသည်ခင်ဗောင်းကြာတော့ညင်းသားသို့ရောက်သောအခါအေးစီကအတန်ပေးလိုက်သည်ဟင်နေမဖြစ်လို့လာတာလဲသွားမလာနဲ့ခင်ဗောင်းကညအမောင်ထဲမှာသူစီရသို့လာသောအေးစီကိုစိုးရိမ်စွာမောင်းနှင်လွတ်နေသည် နေငါကိုတမျိုးမထင်ပါနဲ့ဟာနေတယောက်တည်းကြောက်နေမှဆိုလို့ငါလာတာနေနာတိမလာပါဘူးအေးစီကကြောက်တုံးကြီးအနာမှာ တောက်တုံးငင်နာမှာထိုင်နေလိုက်သည်ခင်ဖုံဘာမှဆံမပြောပဲငိုရွေးတာနေသည်မြို့ဘက်စီနီဖောင်ရဘက်စီမှာကားတန်ခွေးအောင်တန်လော့စပီကာတန်တို့ကိုကြားနေရသည်တခါတရံတွင်ဝေဘူးချောင်ဘက်စီမှာကြေးစီတန်တာတာကိုကြားရသည်ညစ်သိမ့်နေသောအခါဘာတန်မြမကြားရပဲတိတ်ဆိတ်နေသည်ပောင်မဲတီကလည်းပို၍ကြောက်เสียကောင်းသည်သူတို့ရှိသောနေရာမှာမြောက်ဘက်တွင် ဖောင်ရတုတ်တန်ရှိနေသည်ကိုလည်းနှစ်ယောက်စလုံးတည်ထားကြသည်ခေပေါင်းပူ၍ကြောက်လာသည်အေးဆွေကိုလှမ်းကြည့်တော့လဲမှောင်လုံး၍မမြင်ဟာအေးဆွေထံမှလည်းတိတ်ဆိတ်နေသည် ရှီရောရှီသေးရဲ့လားဟုပင် ခေပေါင်းစိုးရိမ်မိလာသည်သူငေါ့မှန်လိုက်၍တယောက်တည်းပြန်သွားပြီလားဟု တွေးမိသောအခါပူကြောက်လာသည် သူကပြန်သွားလျင်ဘာမျှကိစ္စမရှိတောမှအထိပြန်သွား၍ရသည်သူမိဘကလည်းဘာမျှအပြစ်ပြောမည်မဟုတ် ကိုကဒုက္ခရောက်နေရသူဖြစ်သည်။သူပြန်သွား၍တယောက်တည်းသာ ကြံခဲ့မည်ဆိုရင်ကြောက်သည်နှင့်ဒေရတော်မည်။အေးဆွေမရှိတော့မှာကိုပင်စိုးရိမ်လာမိသည်။အေးဆွေခေပုံလှမ်းခေါ်ကြည့်သည်။ဟေးငါရှိပါတယ်။အေးဆွေမှောင်ထဲမှာပြန်ပြော၍ခင်ပုံရှိရာကြောက်တုံးကြီးနားသို့သွားသည်။ငါတို့ဘလို့လောက်မလဲ။မနက်လဲအောင်ဒီတိုင်းပဲထိုင်နေကြမလား။အေးဆွေထမ်းမှအကြံဉာဏ်တောင်းခြင်းဖြစ်သည်။နင်ဘလို့လောက်ခြင်းလဲ။ အေးဆွေကပြန်မင်းနေသည်ငါမသိဘူးနင်းအိမ်ပြန်မလားအိမ်ပြန်ရင်ငါ့အကိုတွေကတတ်မှာပေါ့ဟာနင်းမမြင်ဘူးလားဓားကြီးနဲ့ကျင်းနေတာခင်ပုံကြောင်းနေရှာသည်အေးဟုတ်တယ်ငါ့ကိုတွေ့ရင်လည်းနင်းအကိုတွေကတတ်မှာပဲဒီတိုင်းလင်းအောင်ထိုင်နေလို့လည်းမဖြစ်ဘူးဝေဘူးချောင်းရဲ့အရှိဘက်ကနေမြောက်ဘက်သွားရင်ငယ်ထိုးကိုသွားတဲ့လမ်းကိုရောက်မယ်ငယ်ထိုးရမှာငါတငယ်ချင်းအောင်မြန်ရှိတယ် သူ့ကိုပြောရင်တော့ကိုညီမပဲနင်းလာရဲ့မလားအေးဆွေက तू စဉ်းစားရသမျှကောင်းမြေထင်းဒီကိုပြောခြင်းဖြစ်သည်ခေဘုံငိန်နေဒီမှာဘာသာမျှထွက်မလားစဉ်းစားနေခြင်းဖြစ်သည်နောက်ဆုံးတော့အိမ်ထဲမပြင်ရဲဒီတိုင်းနဲ့ဆက်နေရင်မသိ၍အေးဆွေနဲ့ငယ်တို့တို့လာရင်ဆုံးဖြတ်လိုက်သည်သွားလေငါလိုက်ခဲ့မယ်ကဲဒါဆိုရင်ထသွားမယ် ခင်ပုံးနှင့်အေးဆွေကြောက်တုံးကြီးနားမှ ခွာ၍နှစ်ယောက်တူထွက်လာခဲ့ကြသည်တောင်ပေါ်မှမှောင်နေသည်ဘာမှအကောင်းကောင်းမမြင်ရလမ်းတိုင်းလည်းမဟုတ်ငယ်တို့သွားသည့်လမ်းရှိရာဘက်သို့မှန်ပြီးဖြတ်ရခြင်းဖြစ်သည်ခြေလမ်းရသည်ကအစံတဝါဝါအမလီခင်ပုံးလဲကျသွားသည်ခင်ပုံးခင်ပုံးဘာဖြစ်သွားသည်လဲအေးဆွေမှောင်ထဲမှခင်ပုံးကို ထူပေးနိုင်ရန်ကူညီသည် နေငါကိုမထိနဲ့။မှောင်ထဲမှာပကောင်းကိုလာကြည့်တော့အေးဆွေကြီးလက်ကိုခင်ဖုံးကရိုက်ပြစ်လိုက်သည်။နေစိတ်မဆိုးပါနဲ့ဟာ။ငါနဲ့ကိုမကောင်းတဲ့စိတ်မရှိပါဘူး။လဲတာကိုထူပေးတာပါ။မထူနဲ့ငါဘာသာထမယ်။ခင်ဖုံးကသူ့ကိုထိမှဆိုးနေသည်။အေးအဲ့ဒါဆိုငါမထူပါဘူး။အေးဆွေကနောက်ဆုံးပြီးရက်နေလိုက်သည်။ခင်ဖုံးသူ့ဘာသာရအောင်ထားသည်။ဆက်သွားပြီးငါးလန်းခန့်သာသွားရသည်။ မောင်ထဲမှာကြောက်တော့ကြီးတရုံးကိုတိုက်ပြီးခင်ပေါင်းလဲပြန်သည်အေးဆွေထူမပေးရဲတော့ပါရံပြီးစောင့်နေသည်ဆက်ပြီးသွားတော့အေးဆွေလဲကြသည်ခင်ပေါင်းရက်ကြည့်နေသည်အေးဆွေကိုဖာသာထားရသည်လားရောင်လုံးဝမရှိတော့ညာဖြစ်သည်ကြေရောင်ဝိုးတော်နှင့်သွားနေရသည် သွားနေကြလမ်းလဲမဟုတ်မညီညာတော့တောင်ဆောင်ပေါ်မှာမှန်းဆင်းသွားရခြင်းဖြစ်သည်အမလေး ကေပုံးချော်ကြပြီးလဲပြန်သည်အကြနာ၍တော်တော်နှင့်မထနိုင်နင်းဘလိုနေရာတွေခေါ်လာတာလဲခေပုံးကအေးဆွေကိုမကြည့်မနဲ့မေးသည်နင်းကငါပြောထားတာပဲဟာဒီတောင်ယိုးကကြော်စင်းရင်ဝေဘူးချောင်ရဲ့မြောက်ဖက်ငဲတို့သွားတဲ့လမ်းဆိုတာလေခေပုံးငိုနေပါပြီငါလည်းမှန်းပြီးတော့သွားရတာပဲဟာလမ်းမှာမဟုတ်ဘဲနဲ့လမ်းတိုင်းဆိုရင် ဖောင်ရဘက်ကို ပြန်သွားရမှာအဲ့ဒါဆိုရင်ရွာကလူတွေနဲ့တွေ့လို့ ငါတို့ကိုစေလားစေလားမေးလောက်ရင်နင့်ကိုအိမ်ပြန်ပို့ကြမှာပေါ့ဘလို့လောက်မလဲအဲ့ဒီလိုသွားမလားဒီတိုင်းပဲသွားဟာခင်ပုံစိတ်မရှိတော့ပါနင်းငါးနောက်ကလိုက်ဟာအေးဆွေခင်ပုံရှိကသွားသည်အေးဆွေလဲကြသည်ပြန်ထသည်အေးဆွေခင်ပုံအတွက်လမ်းချောင်းကောင်းအောင်ရှာ၍သွားသည်ဒီဘက်ကအပင်ကိုကင်စင်အေးဆွေပြောသည့်အတိုင်းလိုက်စင်းရသည် ရှေ့မှသွားသောအေးဆွေပိုလဲသည် အမလီခင်ပေါင်းချော်ကြပြီးလဲပြန်သည်တခါတည်းတည်သွားရင်ကောင်းမယ်ခင်ပေါင်းစိတ်တက်ကြနေသည်အေးဆွေရက်ဆောင်နေသည်ခင်ပေါင်းတော်တော်လေးမထနိုင်တကိုယ်လုံးမှလည်းနာနေပြီအစင်းတော်တတိထားအေးဆွေတတိပေးသည့်ကြားမှခင်ပေါင်းကြောက်ခဲလေးများကို နေမိ၍ချော်ကြပြန်သည် အမလီတေပါပြီခင်ပေါင်းတော်တော်လေးမထနိုင် နေကလည်းကြည်နေတယ်ငါ့ကိုထူပါအောင် ခင်ပေါင်းမဆက်နိုင်တော့ပါ ကို့ဘာသာမထနိုင်အောင် နားနေပြီနင်းကမထရအောင်ဆိုလို့ပါအေးစီခင်ပေါင်းလက်ကိုဆွဲထူပေးသည် ဖြည်းဖြည်းဆွဲဟခင်ပေါင်းထားမိသည်နှင့်အေးစီလက်ကိုတွန်းပြစ်လိုက်သည်အေးစီရှေ့မှ ဖြည်းဖြည်းလျှောက်သည် အမောင်ထဲမှသွားသည့်အကျင့်ရလာသည်လမ်းကြောင်းကိုလည်းရှာတတ်လာသည်နှစ်ယောက်စလုံးလဲကြခြင်းနှဲလာသည် အမလေးခင်ပေါင်းလဲလျင်အေးစီ လက်ဆွဲရည်ထူပေးရသည်ထူရပံများတော့မဆက်တော့ပါအေးဆွေလက်ကိုလည်းတုံးမပြေတော့ပါတတိထားမိသည့်ကြားမှအစင်းမှာအေးဆွေလဲကြပြန်သည်ကြောက်တုံးပေါ်တင်မားနှင့်ကြား၍အေးဆွေတော်တော်နှင့်မထနိုင်ခင်မုန်းကရက်ကြည့်နေရမှလက်ကမ်းပေးလိုက်သည်အေးဆွေနာနေတော်လဲမတက်နိုင်ခင်မုန်းလက်ကိုဆွဲပြီးထားလိုက်ရသည် ဝေဘူးချောင်မအရှိဘက်ကိုကြော်၍တောင်ရိုး၏မြောက်ဘက်သို့ဆင်းသောအခါ ချော်မလဲအောင်ပို့ပြီးတတိထားရသည်သို့တော်မကြကနလဲကြပြန်သည်နင်းအာမနာနဲ့ငါးနောက်ကြောကိုလက်နဲ့ထောက်ပြီးဆင်းပါလားအေးဆွေကခင်ပေါင်းမလဲအောင် အကြံပေးခြင်းဖြစ်သည်နောက်ဆုံးမှာတော့အေးဆွေပြောသည့်အတိုင်းခင်ပေါင်းလောက်ရသည် တောင်းချင်းရောက်ပြီးတော့သွားရတာပို့၍လွယ်ကူလာသည်လဲခွင်းများကိုဖြတ်ပြီးငဲထိုးလန်းစီသို့မှန်းသွားရသည်တောင်ပေါ်မှဆင်းရသည်လားမခက်ခဲပါ သို့တော့ တောသားဖြစ်၍အကြောင်းသိနေသောအေးဆွေကမွေရဲရဲကိုစိုးရိမ်စေဖြစ်လာသည်။နေ၅နောက်တက်တဲ့လိုင်းတော့ဘေးဘက်မနင်းနဲ့အေးဆွေကခင်ပုံးကိုလှမ်းပြောသည်။ဘာဖြစ်လို့လဲ?မွေစိုးရိမ်လို့။ဟင်?ခင်ပုံးတိတ်ကြောက်သွားသည်။အေးဆွေဤခြေလမ်းများအတိုင်းလိုင်လှမ်းရသည်။အေးဆွေဟိုရှိကဘာလဲ?အဲ့ဒါဇရက်လေ။ဟင်?ဒါဖြင့်ဟိုဘက်ကဖြူဖြူတွေက ဲ့ဒါအုတ်ကူတွေဟင်ဒါဖြင့်အနောက်ဘက်ကဟာဖောင်ရွာတုတ်တန်အမလီကြောက်လိုက်တာခေပုံးအတန်တာမက လူပါတုံလာသည်ညမောင်ကြီးထဲမှာတုတ်တန်ကိုဖြတ်နေခြင်းဖြစ်သည်အေးစွေကိုတိုင်းလည်းအီဖြစ်မျိုးတကြိမ်မြမကြုံဘူး၍ကြောက်နေပါသည်နင်းအနောက်ဘက်ကနေပါဟာခေပုံးကြောက်လွန်း၍အတန်များပူတုံနေပါသည်အေးစွေနှင့်ဘေးချင်းကပ်၍ တောက်တန်ကိုမမြင်ရအောင်ကွဲလိုက်သည်မြေပေါ်မိုးမိုးတစ်ခုကိုနေမိ၍အေးစေကြက်သိမ်းမွေးညင်းထားသွားသည်ဟိုဟိုဟောက်ဖက်ကိုတိုးသွားခိုင်းမှာကပြေးထိုးထားသောတန်ကိုတွေ့၍ခေပေါင်းတိတ်ကိုကြောက်သွားသည်နင်းကလည်းဘယ်နေရာတွေဖြတ်လာမှန်းမသိဘူးခေပေါင်းကအေးစေကိုမကြည့်နဲ့ငါလည်းမသိဘူးဟာမှောင်ကြီးတဲ့မှန်းရှောက်ရတာညာဘက်သို့တော်တော်လေးတိုးပြီးဖြတ်ရသည် အမလီကြောက်စရာကောင်းလိုက်တာဟာ ရှိဘက်စီမှခြုံတိုးတန်ချ၍တရေကြီးတကောင်ခြေဘက်စီမှခြုံမင်ထိုးထိုးတောင်းတောင်းကတရေကြီးတကောင်ရက်နေသည့်ပုံဖြစ်၍ခင်ပုံထိတ်လန့်ပြီးအေးဆွေလက်မောင်းကိုအေးဆွေလက်မောင်းကိုတင်းတင်းပအောင်ဆုပ်ကန်လိုက်သည်ခြုံမင်မှာ မကြောက်ပါနဲ့အားပိ၍သာပြောရသည်အေးဆွေအတန်ကလည်းတုံနေသည်အယိုးကောင်းနေပါလေမတွေ့ပါစေနဲ့ဗျာ အေးစင်ကြောက်စိတ်နဲ့တွေး၍စသိမ့်မွေးချင်းပါထလာရပြန်သည် မလဲစင်နဲ့နော်အေးစင်သတိပေးမှာခင်ပုံပိုချောက်ပြီးအေးစင်နားသို့ပိုကပ်၍အေးစင်လက်မောင်းကိုမြင်းမြဲပအောင်ဆုပ်ကန်လာသည်ခြုံပင်မြင်းမြင့်ကြီးပေးနာမှာဖြတ်သွားစဉ်ခြုံပင်ပေါ်မှအိပ်ပျော်နေသောငှက်ကလေးများလန့်ပြန်သွား၍အေးစင်ရောခင်ပုံမှာအထိတ်တလန့်အွန်လိုင်းမိချင်းဖြစ်သည်ခင်ပုံးကအေးစီကိုဖတ်တားမိလျက် ငှက်ငှက်ငှက်တွေပါမကြောက်ပါနဲ့အေးဆွေခင်းမုန်းကိုအားပေးသည်မကြောက်ပါနဲ့ဆိုပြီးနင်းကအော်လိုက်တာလန့်စင်ဟာကြီးအေးဆွေကိုမှခင်းမုန်းခွာလိုက်သည်အေးဆွေလက်မောင်းတစ်ဖက်ကိုတော့သူ့လက်တစ်ဖက်နဲ့စောက်ကင်လျက်တတိထားပြီးဆက်ချောက်သွားသည်ခြုံပုံကြီးတနေရာရောက်တော့ခြုံတိုးတန်ကြားရပြန်သည်နေရာလုံးမအောင်မိကြတော့လဲကြက်သိမ်းပြန်ပြန်ထားကြရသည်တောကြွနေမှာပါဟာ ခင်ပေါင်းကိုအားပေးရင်အေးစီကိုဘာသာလဲအားတင်းရသည် တော်တော်လေးသွားပြီတော့မြောင်းကလေးတစ်ခုကိုကြော်မိသည်နှင့်လဲခွင်းနေရောက်သွားသည်အေးစီတက်ပြင်းချလိုက်မိသည်တုတ်တံကိုလွန်ခဲ့ပြီဟုသိလိုက်သောကြောင့်ဖြစ်သည်သို့တော်မွေရည်ရည်ကိုစိုးရင်ညပြန်ပြီလဲခွက်မြီကညင်ညာ၍သွားရသည်ကတော့လွယ်သည်နောက်ဘက်တွင်တောက်တန်ကြံခဲ့ပြီကိုတီတော့ခင်မုံကနောက်ကျောမလုံ၍အေးဆွေရှေ့ဘက်သို့သွားသည် အေးဆွေနောက်မှလိုက်ပေးရသည်လဲခွက်ငါးခန်းခန့်ကြော်မိသည်နှင့် ရှေ့မှလှဲလန်းကိုမြင်ရသည်ရောက်ပြီဟရှေ့ကဟာငယ်ထိုးသွားတယ်လှဲလန်းအေးဆွေဝမ်းသာသွားသည် ခေပုံလည်းအခုမှ တက်ပြင်းချနိုင်သည်လူကတောင်ပေါ်မှာလဲချခဲ့သည်များကြောင့်နာနေသည် ပုံးပယ်သောဒဏ်ရာများကလည်းဆက်နေသည်သို့တော်သွားရသည်မှာလွယ်ကူသွားပါပြီငယ်ထိုးကိုရအောင်တော်တော်ဝေးဝေးသွားရသေးသည်နေမောပြီလားခင်ဗျာ မောတာပေါ့ဟာကြောက်လိုက်တာလဲတေတော့မယ်ငါဒီလိုမှမသွားဘူးဘူးဒါပေမဲ့ရပါတယ်ဟာသွားပါနင်နားချင်ရင်ခဏနားမယ်လေမနားပါဘူးဟာမြန်မြန်ရအောင်သာသွားပါနှစ်ဦးသာဖြည်းဖြည်းမှန်မှန်ခရီးဆက်ကြပြန်သည်나이ဝက်ခန့်လျှောက်ပြီးတော့ငယ်တိုးရွာကိုရောက်သည်ညအချိန်မှာကိုရွာလည်းမဟုတ်ပဲရွာထဲသို့ဝင်ရသည်ကမလွယ်တော်သေးသည်ရွာမှာတကားပိတ်ထားခြင်းမရှိဘူး အေးချမ်းသောဒေသဖြစ်၍လွတ်လပ်စွာ ဝင်ခွင့်ရသည်သို့သောရွာထဲသို့ဝင်လိုက်သည်နှင့်ခွေးများကစူညံစွာဟောင်ကြသည်ခွေးတကောင်ကအတင်းထိုးအောင်၍လမ်းပေါ်ထွက်ပြီးကြိုက်တော့မြည်ထင်ရသည်ခင်မောင်းခမာခွေးကြိုက်မြည်ကိုကြောက်၍အေးဆွေအနားကပ်ပြီးအေးဆွေလမ်းမောင်းကိုအားကိုတကြီးဆုပ်ရပြန်သည်အေးဆွေခင်မောင်းအပေါ်တွင်စိတ်ပင်မကူးခဲ့ရတော့လဲ ခေပုံးကသူ့ကိုအားကိုးပြီးလက်မောင်းကို ဆုပ်ကန်ထားသောအခါရင်ထဲမှာကြည်နူးမှုတစ်မျိုးခံစားရသည်တောက်တန်ထဲမှာလက်မောင်းကိုဆုပ်ကန်ရုံမကလူကိုပါဖတ်ထားခဲ့တော်လဲကိုရန်ကပါကြောက်လွန်းနေ၍ဘာစိမ့်မြမဖြစ်ခဲ့ကြအခုတော့မိမိအပေါ်အားကိုးသောခင်ပုံးကို အကာအကွယ်ပေးခြင်းသည်ခွေးရှိသည့်ဘက်မှနေ၍ခင်ပုံးကိုခွေးရည်နေရကာအကွယ်ပေးလိုက်သည် ခွေးရောင်သံများကတလန်းလုံးဆက်သွားသည် အောင်မြိုင်တို့အိမ်ထဲသို့ဝင်သောအခါအောင်မြိုင်တို့အိမ်မှအခွေးသုံးကောင်အဆိုးဆုံးဖြစ်နေသည်ပက်ချလည်းလဲပြီးထိုးအောင်ကြသည်အတင်းဝင်ဆဲတော့မြေပုံနှင့်ရှေ့သို့တိုးသည် အမလီလောက်ပါအောင်ကြိုက်တော့မယ်ခင်မုန်းခမရကြောက်လုံးရည်အေးဆွေနောက်မှနေပြီးလမ်းမောင်းများကိုစုပ်ကင်ကအတင်းကတ်နေရရှာသည်ဟက်ခွေးဟက်ဟက်ဒီခွေးခင်မုန်းအကာအွယ်ပြေးရန်အတွက်အေးဆွေမှာ ကြားကိုပင်ရင်ဆိုင်ရမည်ဆိုသောတတိမျိုးနှင့်ခွေးသုံးကောင်ကိုလှည့်ပတ်ပြီးရင်ဆိုင်သည်ခေဖုံးကိုမကိုင်းမိစေရန်အကာအကွယ်ပေးနေသည်အောင်မြိုင်အောင်မြိုင်အောင်မြိုင်ကိုလည်းအော်ခေါ်၍နှိုးရသည်သည်ခွေးတွေကပို၍စူညံစွာ ဟောင်ကြသည်အိမ်ထဲမှပြန်ထူးသည်ကိုမကြားရအောင်မြိုင်ငါတို့ပါကွာအကျောက်ဆယ်ကဧည့်သည်တွေပါအေးဆွေကခွေးများကို ဟန်တားကာကွယ်ရင်းအောင်မြိုင်ကိုအော်ပြောနေရသည်ဘယ်သူလဲကွာအေးဆွေပါ ဘဲကအေးဆွေလဲအောင်မြန်နဲ့အောင်မြန်အဖေမှန်တခုကိုကန်၍အိမ်ပေါ်မှဆင်းလာကြသည်ဟာဟဲ့ကောင်အေးဆွေဟင်မိမိမခိုးလာတာလားဟဲ့ကောင်နေဖယ်စမ်းသွားဒီခွေးတွေအောင်မြန်ကခွေးတကောင်ကိုကန်ပြစ်လိုက်၍ခွေးများပြေးထွက်သွားကြသည်အေးဆွေလားမင်းတို့ဒီမှာခဏထိုင်ကြအောင်အောင်မြန်ကအိမ်ရောက်မှတန်လျားကောင်မှအေးဆွေတို့ကိုခဏထိုင်ခိုင်းပြီးအိမ်ပေါ်သို့ပြန်တက်သွားသည် အောင်မြိုင်အဖေအောက်မှကြံခဲ့တော်လဲဘာမှမေးမြန်းခြင်းမရှိပဲတန်လျာရှိမှဇပွဲပေါ်မှာမှန်အိမ်ကိုတင်ထားခဲ့ပြီးအိမ်ပေါ်သို့ပြန်တက်သွားသည် မေးသူကမမေး၍အေးစီတို့ဘာမှ ဖြေချခြင်းမရှိခုံတန်းလျာမှာပဲနှစ်ယောက်တူငုတ်တုတ်ထိုင်နေကြသည်ခဏအကြာပင်အောင်မြိုင်အိမ်ပေါ်မှပြန်ဆင်းလာသည် ဆောင်းချနာခေါင်းတို့ကို ပွေယူလာသည် အောင်မြိုင်ငါပြောပြဟဲ့ကငါသိတယ်မနဲ့မှပြောဒါ မှန်ယူပြီးလိုက်ခဲ့ကြအောင်မြင်ကရှေ့မှသွားနေ၍အေးဆွေမှန်အိမ်ယူပြီးနောက်မှလိုက်ရသည်ခေပေါတယောက်တည်းမနေရဲ၍နောက်မှလိုက်သွားရသည် အောင်မြင်တို့အိမ်ကြီးနှင့်မလန်မကန်းတွင်လေကားသုံးထစ်ပါအင်္ဂလိပ်ရှိသည်အောင်မြင်ကအင်္ဂလိပ်ပေါ်တွင်အိတ်နေသော သူ့ညီကိုနှိုးပြီးအိမ်ပေါ်သို့ရွှေ့အိတ်ခိုင်းသည်ကောင်လေးကအောင်မြိုင်နောက်မှအေးဆွေနေခိန်မောင်းကိုလှဲ့ကြည့်ပြီးပြုံး၍သူခေါင်းနှင့်ဆောင်ကိုဆွဲယူပြီးအိမ်ပေါ်သို့တက်သွားသည် အောင်မြင်က အင်္ဂလိပ်ခေါင်းရင်းတောင်မှလိမ့်လျက်ထောင်းထားသောတင်မျိုးပြာကိုယူ၍ခင်းလိုက်သည်အောင်မြင်ထားခဲ့ပါကွာငါလောက်လိုက်ပါမယ်အေးစိပြောသည်ကိုအောင်မြင်ကဘာမှပြန်မပြောဘဲနှစ်ယောက်အတူအဲ့ရန်အဲ့ရာကိုခင်းချင်းပြင်ဆင်ပြီးခြံအောင်မှထောင်ပေးခဲ့သည်ကဲမင်းတို့လွတ်လွတ်လပ်လပ်သာနေကြငါသွားတော့မယ်အောင်မြင်ခဏအေးစိကလှမ်းထားတော့လေအောင်မြင်က လက်ကပြပြုံးလျက်အိမ်လေးပေါ်မှာဆင်းသွားသည် အင်္ဂလိပ်ဤတကားကို အပြင်းမှပိတ်ပေးခဲ့သည်ကံကောင်းသည်မှာအင်္ဂလိပ်ပေါ်တွင် ရေချိုးစင်ရှိပြီးဖြစ်သည်ကံကောင်းသည်မှာအင်္ဂလိပ်ပေါ်တွင် ရေအိုးစင်ရှိခြင်းဖြစ်သည်အေးဆွေရေငတ်လာပြီဖြစ်တော်လဲခင်ပုံးလဲရေငတ်နေလိမ့်မည်ဟုစဉ်းစားမိ၏ရေတစ်ခွက်ခတ်ပြီးခင်ပုံးကိုအရင်တိုက်သည်ခင်ပုံးမှာမငင်းနိုင်ပဲရေတစ်ခွက်လုံးကောင်းအောင်တောက်ပြစ်လိုက်သည်အေးဆွေကတစ်ခွက်ထပ်ခတ်ပေးပြန်သည်နင်းလဲတောက်လိုက်ပါဦးအေးဆွေတစ်ခွက်တောက်ပြီးမှခင်ပုံးထပ်တောက်သည် နှစ်ယောက်စလုံးရေနှက်ခွက်စီသာတောက်လိုက်ကြရသည် ထမင်းမဆရသည်မှာကိစ္စမရှိရေတောက်လိုက်ရ၍ရေမှာအင်းငိမ့်သက်သာရှိသွားသည် မောပန်းသည်များကိုလည်းပြေပြောက်သွားသလိုခံစားရသည်သူတို့ကတော့မဟုတ်တာတွေထင်ကုန်ပြီရှက်စရာကောင်းလိုက်တာ ခင်ပေါင်းမှာကိုယ့်ဖြစ်ကို စိတ်ညစ်၍မဆုံးနိုင်အောင်ဖြစ်ရသည်ပေမန်းလာပြီမို့အိတ်ချင်တော့လဲနှစ်ယောက်အိတ်ရန်ပြင်ဆင်ထားသော အရာကိုကြည့်ပြီးစိတ်ပြတ်နေမိသည်အိမ်ကလေးပေါ်မှာအေးဆွေနေနှစ်ယောက်တည်းအိတ်ရမြီကိုလည်း စိုးရင်စိမ့်ဖြစ်မိသည်အေးဆွေကရိတ်မိပါသည်နှစ်ယောက်အဲ့ရန်ပြင်ဆင်ထားသောအဲ့ရမှခေါင်းတစ်လုံးနှင့်စောင့်တထဲကိုယူလိုက်သည်ကဲ့ခင်ပေါင်းနင်လဲပင်မလာပြီအဲ့ဒီမှာခြံအောင်ချပြီးစိတ်ချလက်ချအဲ့ငါဟိုဘက်နေရန်သားမှာအိတ်မယ်အေးဆွေကခင်ပေါင်းအိတ်မိနေရာနှင့်အဝေးဆုံးနေရာသို့သွားသည်အေးဆွေကိုခင်ပေါင်းကျေးဇူးတင်မိသည်မှိန်တော့မငိမ့်နဲ့နော်ခင်ပေါင်းကမှောင်ထဲမှာနှစ်ယောက်တည်းအဲ့ရမီကိုတော့ကြောက်သည်အေးဆွေက မိန်ကိုအလင်းရောင်အနှင်းငယ်လျှော်ပြီးခေါင်းရင်းမှာချထားလိုက်သည်မိသူကမိတို့ပင်ထင်ထင်မိတို့ပြောပြော ခင်ဖုံးကိုရခင်ကလေးကမယိုသားသောစိတ်မရှိရိုးရိုးသားသားရင်းနှီးခင်မင်စိတ်သာရှိသည်သို့တော်ထိုခင်မင်စိတ်ထဲမှာသဘောကျသည်တော့ပါမည်ထင်သည်မျက်နှိုးစွာသဘောကျခြင်းဖြစ်ပါလိမ့်မည်ပိုင်းဆိုင်လိုချိတ်ရယူလိုစိတ်အထိမဖြစ်ခဲမတမာသောညဉ့်ဉန်းသောစိတ်ဆိုသည်ကတော့စင်စားယုံပင်မဖြစ်ပါ သူစိတ်ချလက်ချကောင်းကောင်းမွန်မွန်အိပ်ပါစေခင်ပွန်းကိုတနာကယူနာစိတ်ဖြစ်မိသည်ကိုဘက်မှလှုပ်လှုပ်ရှားရှားရှိလေသူစိုးရိမ်နေမည်ဆို၍အေးဆွေကထရန်ဘက် ကပ်၍ကွေးကွေးလေးအိတ်လိုက်သည်စိတ်မောကုံမောနှင့်ပင်မန်းနှန်းနှင့်လာပြီးဖြစ်၍ခနာတွင်းမှပင်အေးဆွေအိတ်ပြောသွားပါသည်ခြံအောင်ထဲဝင်၍အိတ်နေရတော့လဲခင်ပုံးစိတ်ထဲမှလုံခြုံမှုမရှိဆောင်ကိုပါထတ်ချုံထားလိုက်သည်သည်သို့တော်စိုးရိမ်စိတ်ကမပြောင်းအိမ်မှာဆိုရင်ကိုအခန်းနှင့်ကိုလုံခြုံသည်အကိုရင်းနှစ်ယောက်ပင်ခင်ပုံးအခန်းသို့ဝင်ကြသည်မဟုတ် ိပ်ပြီးဆိုသည်နှင့်လုံချုံရင်ခလုတ်ပါချပြီးတကားကိုအခိုင်မှာပိတ်သည်ခုတော့အခန်းမရှိတကားမရှိအိမ်လေးတည့်ရင်ထဲမှာအေးဆွေနှင့်နှစ်ယောက်တည်းချင်အောင်ဆိုသည်ကယောက်ျားလေးတစ်ယောက်ကို ကာကွယ်ပေးနိုင်သော အစီအတာမဟုတ်မီးရောင်ကလည်းမိမ့်မိန်လေးပတ်ဝန်းကျင်မှာမြည်သူမျှမရှိအေးဆွေတငယ်ချင်းကလည်းမိမခိုးလာသည့်အထင်နှင့်အေးဆွေပြောသည်ကိုဘာမျှနားမထောင် ခေပေါင်းအေးစီကို ကြောက်သည့်စိတ်တော်မရှိဟင်မကောင်းတဲ့စိတ်နဲ့လာလို့ကတော့သေပြီသားမစိတ်ထဲမှာကြိမ်ဝါနေသည်သို့တော်အိပ်ပျော်သွားမှာကို ခေပေါင်းဆိုးရိမ်မိသည်တကယ်လို့များငါအိပ်ပျော်သွားရင်တွေးရုံနှစ်ပင်ရင်ခုန်မောရသည်အေးစီဗတ်ချန်းတို့နားစင်ကြည့်မိသည်ငြိမ်တိတ်နေသည်ကစိတ်လှုပ်ရှားစရာသူနေရာမှာရှိသေးရဲ့လား ခြံောင်ထဲကလှမ်းကြည့်တော့ဘာမျှတဲတဲကွက်ကွက်မမြင်啊စောစောကအေးဆွေမှန်အိမ်မီးလျှော့သည်ကိုတတိထားမိသည် မီးမလျှော့ဖို့ပြောမည်လို့ပြီးမှစကားအပြောဆိုမလုပ်ချင်၍ငြိမ်ငြိမ်လေးနေလိုက်သည်ခုတော့အလင်းရောင်အားနေသည်ကစိုးရင်စရာ ဖြစ်နေရပြီသူမီးရင်လျှော့တာရိုးရိုးသားသားမှဟုတ်ရဲ့လားခြံောင်ကိုဖြွင့်ကြည့်ခြင်းစိတ်ဖြစ်မိသည်သို့တော့ထို့သို့ဖြွင့်ကြည့်ကမှ ကိုကသူ့ကိုစိတ်ဝင်စားသလိုဖြစ်မှာကို တွေးမိသည်ခင်ဖောင်းမလုံဝန်တော့ပါငင်ငင်လေးနေပြီးအတန်ကိုသာနားစွန့်နေမိသည်ဘာသာမျှမကြရတစ်ချက်တစ်ချက်ကျွေးရွာထဲမှာခွေးဟောင်တန်ကြားရသည်ကိုမရဘူးသောရွာ ကိုမိတ်ဘူးသောအိမ်မှာယောက်ျားလေးတစ်ယောက်နဲ့အတူအိတ်နေရသည်ရင်ထဲမှာအားငယ်စိမ်းများဝင်လာမိသည်လမ်းတွင်တောက်တံမှာကြောက်ခက်ရသည်ကတမျိုးအခုကြောက်သည့်ရတမျိုး အေးစေဘက်မှအတန်ပြင်းပြင်းရှူဒန်းကြရသည်ခင်ဖုံပြုံးကျင်စိတ်ဖြစ်မိသည်ကိုကအမျိုးမျိုးစိုးရိမ်နေချိန်မှာသူကအေးစေးစွာအိပ်ပျော်နေပြီတေးကြရဲ့လားဟန်ဆောင်လာလားအသေးချာနားထောင်ကြည့်သည်အတန်ပြင်းပြင်းရှူသည်ကမှန်သည်တကယ်အိမ်မောကြသည်မှလည်းတေးကြပါသည်အေးလေသူလည်းပြင်းမှန်းပြီးအိပ်ပျော်သွားပြီပေါ့စိုးရိမ်စရာမရှိမှန်းသည်မှာ တောင်ပေါ်တွင်အကြိမ်ပေါင်းများစွာလဲကျပုန်းခဲ့သည့်ဒဏ်ရာများမှာနာကျင်မှုဝေဒနာများခံစားလာရသည်တကိုယ်လုံးကြိုက်ခဲနေသည်ညာကြီးချိန်မတော်မှာခြေချင်းလျှောက်ခဲ့ရသောကိုယ့်အဖြစ်ကိုစဉ်းစားမိရင်ဝမ်းနည်းလာသည်ငါမှဘလို့အားကုသူကြောင့်မမျော်လင့်ပဲဒီလိုဖြစ်ရတာလေငါတို့ဘာအပြစ်မှလုပ်တာလည်းမဟုတ်ဘူးဇီးဒီကူစားဖို့လာရင်လည်းဖြစ်ရတာအမေကိုတရိရသည်အမေစိုးရိမ်နေရှာမလား ခင်ဖုံးဤပါပေါ်သို့မျက်ရည်များစီးကြလာသည်ခင်ဖုံးဝမ်းထဲလုံး၍ငိုကြွေးမိသည်ရှိုက်တန်မထွက်စေခြင်းကမှတစ်ချက်တစ်ချက်မှ ရှိုက်တန်ထွက်သွားသည်အေးဆွေအရာကနိုးမှဆို၍ရှိုက်တန်မထွက်အောင်ထိန်းချုပ်ရသည်သူနိုးပြီမေလာမြန်လာနှင့် ကိုစီလာပြီအားပေးပြောဆိုလုပ်မှကိုစိုးရိမ်သည်ဝမ်းထဲစိတ်ကိုဖြည့်ပြအောင်ကြိုးစားရသည်ရွာထဲမှာကြက်တုံတန်းချရသည် တိမ်ထဲမှာမဟုတ်ဇက်တိုက်ထွက်ပေါ်လာသောကြက်တုံသံများဖြစ်သည်တကောင်ကြက်လားလင်းကြက်လားဘာကြက်မှန်းမသိဘယ်ချိန်ရောက်ပြီဆိုသည်ကိုလည်းမသိတစ်ချက်တစ်ချက်မှာစိုက်တန်ကဖြစ်ပေါ်စေဖះကိုအာယုံပြွ့၍ကြော့သည် အမေကိုအာယုံပြွ့၍ကြော့သည် အဖေကိုပါကြော့သည်အေးဆွေဘက်မှအသက်ရှူတန်းမှန်မှန်ထွက်ပေါ်လာစေခင်ပုံအိတ်မပြောအောင်တတိသားနေသည့်ကြားမှာပင်အိတ်ပြောသွားသည် င်း3ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ဒါမဲ့အပိုင်းလေးကိုလည်းဆက်လက်စောင့်မျှော်နားဆင်ပေးကြပါဦး။နာဆင်ပေးကြတဲ့သူအပေါင်းဘေးပြာရီဝေကာလို့စိတ်ချမ်းသာကိုကြမ်းမာကြပါစေ။